လောင်လုံးမျိုးနေကြောက်စင်ကြွားအုပ်စုကိုဆန္နာရှင်တက်စစ်ကြောင်းထိုးဝင်ရောက်နေလို့ကြီးဝါငါရွာကဒေတာခံပြည်သူတွေထွက်ပြီးတီရှောင်နေကြရပါတယ်ဆန္နာရှင်တက်စစ်ကြောင်းဟာအော်တိုဘားလာ19ရင်းနေမနေ့ပိုင်းကစလို့ကြောက်စီကြွားရဲ့အနောက်ဖက်ပင်လယ်ပြင်ကနေစစ်တင်ပေါ်နဲ့ဝင်ရောက်ပြီးငါးဖက်လီနဲ့ကန့်ကတ်လာခဲ့တယ်လို့ဒေတာခံကပြောပါတယ်အင်အားတရာကျော်လောက်ရှိတဲ့စစ်ကြောင်းဟာကျောက်စင်ရွာမှာညာရီတက်ဆွဲပြီ အတူပါလားနေစီဒီကနေ့မနေ့ပိုင်းမှာတော့ကြောက်စီဂျီဝါနဲ့တဆက်တည်းရှိတဲ့သဘောဆိတ်ဂျီဝါကို ထွက်ခွာသွားတယ်လို့ဆိုပါတယ်။အဲဒီနောက်လမ်းမှာတွေ့တဲ့သဘောဆိတ်ဂျီဝါကဒေတာခန့်အချို့ကိုလည်းဖန်စီသွားတယ်လို့ဆိုပါတယ်။ဆက်နာရှင်တက်စစ်ကြောင်းဟာသဘောဆိတ်ဂျီဝါကိုရောက်ရှိချေဖြစ်တဲ့ဒီကနေ့မွန်လွယ်ပိုင်းမှာတော့စေတင်ဘောကနေလက်နေကြီးနှစ်ချက်ပိတ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။ အဲ့ဒီစက်တင်ဘောဒီကနေ့မနေ့ပိုင်းမှာကျောက်စီကျွာအနောက်ဖက်ပင်လယ်မှာရန်နာထာကနေမွန်လယ်ပိုင်းမှာတော့တမ်ပနီကျွာရဲ့အနောက်ဖက်မှာရှိတဲ့မြောင်ရစ်ဖရနာကပင်လယ်ပြင်ကိုပြောင်းရွှေ့ရန်နာထာတာကြောင့်တိုက်ပွဲဖြစ်လာမှာကိုဒေသခံပြည်သူတွေစိုးရိမ်နေကြတယ်လို့ဆိုပါတယ် ဒါကြောင့်ကျောင်းစင်ကျွာဒေတာခန့်လို့အပေါင်းကျွာတဆက်တည်းစီတဲ့သဘောစိရင်ကြီးပင်ကြီးကမ်ပဏီစားတဲ့ကျွာ၅ရွာဒေတာခန့်ပြည်သူတွေလည်းနင်းရဆော့ကွာထွေပြီးတီရှောင်းနေကြပါတယ်ဆန်နာရှင်တဲ့စစ်ကြောင်းဟာပြီးခဲ့တဲ့နှစ်အိုဂင်လတ်မှာကျောင်းစင်ကျွာအုပ်စုကိုစစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီးတဲ့နောက်ပိုင်းအခုနှစ်မှာပထမဆုံးအခြေစစ်ကြောင်းထိုးဝင်ရောက်လာတာလည်းဖြစ်ပါတယ်